ရန်ပြည်နယ်ဝင်ကြီးချုပ်ဦးအောင်တောင်ကြီးမြို့နယ်လောင်ကားကျေးရွာရှိဒေသခံပြည်သူများ ကျမ်းမာရေးစောင့်ရှောက်ပေးနေမှုနှင့် ထီထီးကျေးရွာတွင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းစင်းဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပြည်နယ်ဆိုရအဖွဲ့ပြည်နယ်ဝင်ကြီးချုပ်ဦးအောင်သည်ပြည်နယ်ဝင်ကြီးများပြည်နယ်ခရိုင်မြို့နယ်ဆင့်ဌာနဆိုင်ရာများတာဝန်ရှိသူများနှင့်အတူစက်တင်ဘာလ24ရက်နေ့9:00နာရီကတောင်ကြီးမြို့နောင်ကားကျေးရွာ ကျေးလက်ကျမ်းမာရေးဌာန၌ဒေသခံပြည်သူများမြို့နယ်ကျမ်းမာရေးဌာနမှဆရာဆရာမများကကျမ်းမာရေးစောင့်ရှောက်ပေးနေမှုများကိုကြည့်ရှုအားပေးစကားပြောကြား၍လာရောက်ဈေးကူတာနေသောပြည်သူများဈေးနှင့်အာဟာရဖြစ်ပစ္စည်းများပေးအပ်ခဲ့ကြပြီးကျေးလက်ကျမ်းမာရေးဌာနအတွက်ပြည်내ဝန်ကြီးချုပ်ကချီးမြှင့်ငွေများပေးအပ်ရာတာဝန်ရှိဆရာများကလက်ခံရယူကြပါသည်အဆိုပါနောင်ကားကြီးရွာကျေးလက်ကျမ်းမာရေးဌာနတွင် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းစီးကျူသွေးကျူနှလုံးသွေးတို့ယောဂနှင့်မကူးဆက်တတ်သောယောဂများကိုကွင်းစင်ကုသပေးကြကြောင်းသိရှိရပါသည်ထိုမှတဆင့်ပြည်내ဝင်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်တောင်ကြီးမြို့နယ်နာဟီကျေးရွာအုပ်စုထီရီကျေးရွာရှိဖုန်းတော်ကြီးကျောင်းတို့သွားရောက်၍ထီရီကျောင်းနိုင်ဆရာတော်ကြီးအားဖူးမြော်ကြီးညိုကလူဘဝဝိတုပစ္စည်းနဝကာမလူငွေများစွန်းစံတဲ့စီတို့ကိုစက်ကလူတိုင်းပေးကြပါရဲ့ ထို့နောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတိုးမြင့်ဆောင်ရွက်ပေးနိုင်ရန်တောင်ကြီးမြို့နယ်ကြောက်တလုံးကြီးမြို့နယ်ကျေးရွာအုပ်စုများရှိဒေသခံပြည်သူများနှင့်အစိုးရအကြောင်းတိုင်း၌တွေ့ဆုံခဲ့ပါသည်တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကပညာရေးကဏ္ဍကျန်းမာရေးကဏ္ဍနှင့်ဒေသဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်ပေးရန်လာရောက်ခြင်းဖြစ်ကြောင်းဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက်တောင်းသူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကိုအောင်မြင်ဖြစ်ထွန်းအောင်စိုက်ပျိုးကြရန်လိုအပ်ပြီးတတိမှနှစ်တီးအောင်တိထက်စိုက်ပျိုးပေးကြရန်လိုအပ်ပါကြောင်းတောင်သူများဝင်ငွေတိုးပွားမှသာဒေသဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်းလေယာဉ်မြေပုံစံ900ရရှိရေးစိုက်ပျိုးရေးရရှိရေးနှင့်မျိုးရရှိရေးတို့ကိုအချိန်နှင့်တပြေးညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းပညာရေးကဏ္ဍတွင် အခမဲ့ပညာရေးစနစ်ဖြင့်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းစာသင်ကျောင်းနှင့်ကျောင်းများ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်းကျန်းမာရေးကဏ္ဍသည်အရေးကြီးပြီးကျန်းမာရေးကောင်းမှသာ လုပ်ငန်းများဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းတောင်းသူများအတွေ့စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းကိစ္စရပ်များကို ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းတည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးသည်အရေးကြီးပါကြောင်းတည်ငြိမ်အေးချမ်းမှုရှိမှသာဒေတာဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်းလမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေးဆောင်ရွက်ရမည့်ကိစ္စရပ်များကို ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီးဒေသရှိပြည်သူများအနေဖြင့်လိုအပ်ချက်များရှိပါက တင်ပြပေးကြရန်နှင့်လိုအပ်ချက်များကို ပေါင်းစပ်ညီနိုင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ထို့နောက်တက်ရောက်လာကြသည့်တောင်ကြီးမြို့နယ်ရှိကျေးရွာအုပ်စုများနှင့်ကြောက်တလုံးကြီးမြို့ရှိကျေးရွာအုပ်စုများမှကျေးရွာအုပ်ချုပ်ရေးမှူးများဒေသခံရဲမြရဖများကဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်ချက်များတင်ပြကြရာ တင်ပြချက်များနှင့်ဆက်လင်း၍သက်ဆိုင်ရာပြည်내စင့်ဌာနများမှတာဝန်ရှိသူများကပြန်လည်ရှင်းလင်းဖြေကြားကြပြီးပြည်내ဝန်ကြီးချုပ်ကပေါင်းဆက်ညီနိုင်ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရှိရပါသည်။ယင်းနောက်ပြည်내ဝန်ကြီးချုပ်ဦးအောင်ကဤကုန်းချုပ်စကားပြောကြားရာဒေတာဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်ပေးစီလိုသည့်စန္ဒာနှင့်လာရောက်ဆောင်ဆိုင်ပေးသည့်အတွက်ကျေးဇူးတင်ရှိပါကြောင်းဒေတာဖွံ့ဖြိုးရေးအတွက်တင်ပြပေးကြသည့်အတွက်ကျေးဇူးတင်ရှိပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေးအတွက်စောလင်စွာတက်နိုင်သမျှဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဒေသခံပြည်သူများ၏တင်ပြချက်များကိုမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့များကတင်ပြပေးကြရန်ရေးရာရှိရေးလုပ်ငန်းများကိုဦးစားပေးဆောင်ရွက်ရမည်ကိစ္စရပ်များဖြစ်၍စနစ်တကျစီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဆက်သွယ်ရေးလုပ်ငန်းကိစ္စရပ်များကိုတက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့်လုပ်ငန်းများကို ဦးစားပေးလိုက်စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားပြီးကြေးရွာများအတွက်ချင်းမြင့်ငွေများပေးအပ်ခဲ့ပါသည်ဆက်လက်၍ပြည်내ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်အခြေခံပညာလေတန်းကျောင်းကွယ်ထီရီတွင်စာသင်ကြားနေသောကျောင်းသားကျောင်းသူများတွေ့ဆုံအားပေးစကားပြောကြား၍ထီရီတိုးချက်ကျောင်းဆောင်တည်ဆောင်းမည်မြေနေရာအသွားရောက်ကြည့်ရှုပြီးပြည်내ဝန်ကြီးချုပ်ကလိုအပ်သည့်များကိုတာဝန်ရှိသူများဖြည့်ဆွဲမှာကြားခဲ့ပါသည် ထိုနောက်ပြည်내ဝင်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်တောင်ကြီးမြို့နယ်နောင်သိထီရီထီတန်ကျေးရွာချင်းဆက်လန်လေးမြင်းဆောင်၄မိုင်နဲ့နှင့်မြင်းဆောင်1.65မိုင်ကြောက်ခင်ပြည်အခြေအနေကို၎င်း1တမြင်းဆောင်5မိုင်ကတ္တရာခင်ပြည်ကြံလန်းပိုင်းနှင့်မြင်းဆောင်1.35မိုင်နဲ့တုံညမြင်းဆောင်၄မိုင်ကြောက်ခင်ချင်းလုပ်ငန်းဆောင်ရွက်နေမှုကို၎င်း တွားရောက်ကြည့်ရှုရာပြည်내ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှပြည်내ဦးစီးမှုကလုပ်ငန်းနှင့်ဆက်လင်း၍ရှင်းလင်းတင်ပြရာပြည်내ဝန်ကြီးချုပ်ကကားလမ်းပေးရှိရေနုံမြောင်းအကွေ့နေရာများကိုဖြောင်းအောင်ဆောင်ရွက်ပေးရမှာကြားခဲ့ပြီးတောင်ကြီးမြို့နယ်နောင်ပြစ်ကျေးရွာအုပ်စုပုံဆွေပင်တခော့မူထီဖောင်းထီဖူးလန်းလေးမြင်းဆောင်လေးမိုင်နဲ့တင့်မြင်းဆောင်တမိုင်ကတ္တရာခင်းပြေးအခြေအနေကို၎င်းဆောင်ရွက်ရန်ကြံရှိသည့်သုံးမြင်းဆောင်သုံးမိုင်နဲ့ တုံညမြင်းဆောင်၃မိုင်ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုခြေနေကို၎င်းတွားရောက်ကြည့်ရှုစစ်ဆေးရာလုပ်ငန်းနှင့်ဆက်လင်း၍ပြည်내ဦးစီးမှုကရှင်းလင်းတင်ပြရာပြည်내ဝန်ကြီးချုပ်ကလမ်းများကိုရေရှည်ကောင်းမွန်စွာအသုံးပြုနိုင်ရန်အတွက်ဒေသခံပြည်သူများမှထိမ့်သိမ်းပေးကြရန်နှင့်တနက်ဖက်အစားထိုးကာရောမီကော်ဖီပင်များစိုက်ပျိုးပေးကြရန်ဒေသခံပြည်သူများဖြည့်ဆွက်မှာကြားခဲ့ပါသည်။ယင်းနောက်ပြည်내ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည့် တောင်ကြီးမြို့နယ်တခော့မူကြီးရွာရှိအခြေခံပညာမူလတန်းကျောင်းတို့တွားရောက်၍ RCC တထက်ကျောင်းဆောင်ဆောက်လုပ်နေမှုကိုကြီးစုစစ်ဆေးရာပြည်내ဝန်ကြီးချုပ်ကတာဝန်ယူဆောက်လုပ်သည့်ပြည်ဖြူးကျွဲကုမ္ပဏီမှတာဝန်ရှိသူအားလိုအပ်သည့်များဖြည့်ဆွဲမှကြား၍ဆောက်လုပ်နေသည့်ကျောင်းဆောင်တဲ့နောက်ကျော်ရှိမြေရင်းနေရန်ကိုကြီးစုပြီးလိုအပ်သည့်များကိုဆောင်ရွက်ရန်လမ်းဦးစီးဌာနမှတာဝန်ရှိသူအား မှာကြားခဲ့ပြီးအေးချမ်းပျော်ရွှင်စွာစာသင်ကြားနေသောကျောင်းသားကျောင်းသူများကြည့်ရှု၍ခမ်းမပါရှိမှုမရှိသဖြင့်စာသင်ခန်းသုံးခန်းကိုခမ်းမဖြစ်ဆောင်ရွက်ရန်တာဝန်ရှိသူအားမှာကြားခဲ့ကြောင်းသိရှိရပါသည်ခမညာ